ဗုဒ္ဓနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဇွန်လ15ရက်နေ့စပြီးတော့27ရက်နေ့အတော်တွေမှာရီမန်းချက်ရည်ရွယ်ချက်တရားမြင်မယ်ဝေကြီးကံကောင်းမယ်လက်ဖွဲ့မယ်စုပေါင်းလုပ်ငန်းချိုးပေးမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလုပ်ငန်းချင်းတို့ရဲ့ ကောင်းသောကြိုးကျေးဇူးရမယ်အလူမင်္ဂလာကိစ္စတွေပါဝင်ပတ်သက်ရမယ်ကျမ်းမိန်တဲ့ငယ်ချူကြမယ်အမျိုးသမီးမိတ်ဆွေ ကြီးကဲဒုထာကူညီရမယ်စမ်းဖွင့်ခြင်းအိမ်တော်ကံကောင်းခြင်းအိမ်တော်ရင်းနဲ့ပတ်သက်သော ဆုံးဖြတ်ချက်အခြေအနေနဲ့ပတ်သက်သောဆုံးဖြတ်ချက်ချမှတ်ရခြင်းတွေကြောင့်မယ်အလုပ်ကိစ္စဆောင်ရွက်အစဉ်ပြေမယ်ကြီးကဲများထံကကောင်းသောထောက်ကူရမယ်ဘဝတိုးတက်မှုနဲ့ကံမြတ်မှုတွေရှိမယ်၅ရည်နှစ်မှာကိုလိုသမျှအောင်မြင်မှုနဲ့တိုးတက်မှုရှိမယ် 16ရင်းနေမှာပစ္စည်းပြောက်တတ်တယ်မတော်စနေကူးဆက်ရမယ်ရန်တက်ကနေနဲ့ထိတ်တိုက်တွေ့မယ်အနောက်တော်ရကုတ်တီသွားစရာညရှိတတ်တယ်မနေ့9နိုင်နဲ့10နိုင်ခွဲတွင်သွားလာကူးဆက်ရမယ်16ရင်းနေမှာငွေချေးကန်လုပ်ငန်းကန်စီးပွားကန်ထူကောင်းပြီးတိုးတက်တဲ့ကန်နေပေါ်မယ်16ရင်းနေမှာရန်တက်ကန်နဲ့တွေ့တတ်တယ်လှည့်စားသူတွေနဲ့တွေ့တတ်တယ် 19ရက်နေ့မှာကိုပိုင်ဆုံးဖြတ်ချက်နဲ့ရှေတိုလွတ်ကန်ခြင်းနဲ့ကြိုးပေးပြီးထုတ်တယ်မယ်အထူးကောင်းတဲ့နေ့တစ်ခုဖြစ်တယ်20ရက်နေ့မှာရန်ပတိပက္ခိုင်နဲ့ထိတ်တိုက်တွေ့မယ်သူတစ်ပါးကြောင့်ကိုယ်ရည်ရွယ်ချက်ကြီးမားချက်တွေမနှောင့်နှေးမယ်21ရက်နေ့ကတော့အရာရာဆင်ပြေခြင်းတို့ရာပြည့်စုံခြင်းဘဝတိုးတက်ခြင်းကံမြမာခြင်းရှိမယ်ဒါပေမဲ့အနောက်ရက်ကုန်တည်သွားစေခြင်းရှိတတ်တဲ့နေ့ဖြစ်တယ်ဘတော်သက်နေရဲ့ အထူးသတိထားမယ်နေ့တနိုင်ခွဲနေ့ညနေ3နိုင်တွင်အသွာလန်နေတဲ့ Gyu Sam အဲ့ဒီမှာတဏ္ဍသိတိနဲ့ကဆန်းရှင်တဲ့နေ့ဖြစ်တယ်ပိုက်ဆံတထောင်တန်တရက်ကိုမွေးနေ့သာပြန်ပြီးတော့လူနဲ့ဆောင်ပေးလိုက်ပါတနင်္လာနေ့သောကြနေ့ငါနေ့ဝိသုရိကောင်းကျိုးပေးပြီးတော့ဇာသပတိစနေနေ့ဝိသုများကြောင့်စေနောက်ရှယ်ဖြစ်တတ်ပါတယ်369ခန်းနေကြိုးပြပါတယ်ပန်းရောင်ညောင်ချက်သွေးရောင်တို့ဝှက်ပြီးလိုရှိရာကိစ္စ ဆောင်ရွက်ပါဝေးကြီးလုပ်ငန်းကြီးအားစကောင်းကြီးကံနေရဖို့အတွက်ပန်းရောင်ပတ်ဝန်းကျင်တွေဖျားကတ်လူပူဇော်ပြီးလိုရာဆုတောင်းပါကျေးဇူးတင်ပါတယ်